က်တန်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းမချမ်းသာကြပါစေ။ယခုခါမှာရာဇီဆဝန်းတို့တရွေ့ပြောင်းလာတာမေလ၈ရက်နဲ့၁၄ရက်ကြာရောက်ရှိလာပါပြီ။2025ခုမေလဒုတိယရက်တတပတ်ထဲဝင်လာပြီပေါ့။အဲဒီခါမှာလည်း ချိုးရီနတ်ခတ်ဒီကိင်္ဂနာနေအပြောင်းလဲတွေလူသားတွေရဲ့တတဝါတွေရဲ့အကောင်းအဆိုးအပြောင်းလဲတွေရှိပါတယ်အဲဒီအပြောင်းလဲတွေကိုအတတ်နိုင်ဆုံးအကောင်းဆုံးဟောကြားပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကံရာသီဘွားကံရာသီဘွားဆိုတော့ဩဂတ်24နဲ့စတမ22ကြာမှာမွေးဖွားသူတွေဖြစ်ပါတယ်ဒီရာသီဘွားတွေကယခုကာလမှာ အစုရှယ်ယာဝင်ထားတဲ့ကိစ္စတွေငွေပေါ်လာမယ်။ရောင်းပောင်ပြောင်းကိစ္စတွေငွေပေါ်မယ်။အိမ်ချမ်းပြည်တိုက်တာဆိုင်ကန်းကွန်တိုများရောင်းထွက်မှာဖြစ်ပါတယ်။စေနာဝန်ထမ်းလုပ်တဲ့လူတွေအမှုပညာနဲ့ပတ်သက်ပြီးလုပ်တဲ့လူတွေပြဿနာပေါ်ဖို့ရှိပါတယ်။ရှားဝေးနယ်ကြားတွေနဲ့ပတ်သက်ပြီးလောက်ကိုက်ဆောင်ရွက်ရတာတွေအောင်မြင်ပါလိမ့်မယ်။မိမိရဲ့ပြောဆိုဆက်ဆံကောင်းမှုကြောင့်အခုဒီများစွာရရှိလာပါလိမ့်မယ်။ငွေကြေးစည်းပွားရေးလက်ပတ်ချင်းနဲ့အတူ ဥပေါင်းဆောင်ရွက်ခြင်းတွေတူးလာပါလိမ့်မယ်အိယာမြေချမ်းအလုတ်ကင်ကိစ္စများအကျိုးဆောင်ကိစ္စများအောင်မြင်တဲ့ကာလပဲကြောင်းမြေရနာရောင်းဝယ်ဖောက်ခွာတဲ့ကုန်တယ်များပါမစ်ကိစ္စများအောင်မြင်တဲ့အချိန်ပါပဲတရိထားမှာတော့ဒီကာလမှာမွေးမြူရေးသမားများကုန်တွယ်ရေးသမားများဂယုဆိုင်လုပ်ပါတဘာဝပြီးအန္တရာယ်ကြောင့်ဆုံးရှုံးစရာရှိပါတယ်ဝိစီယာမဲ့အကြောင်းတွေကတော့ယခုကာလမှာ အဖြူရောင်အုပ်စုအစိမ်းရောင်အုပ်စုကြည်ပြာရောင်အုပ်စုအဲ့အုပ်စု၃မျိုးတည်းရနေရောပြီးတော့ဝတ်ပါမိန်းကလေးငယ်လေးများဒီကာလမှာသာဂိတာအလှဆင်ပြီးတော့နှခန်းနေပန်းနေနဲ့သွာလာလှူရှားပါယောက်ျားလေးများဂျင်းပေါင်းပြီးဝတ်ပါလေးရှိ၆ပတ်လည်းထီထိုးပြီးပါ အနုတရောပုတိတဓမ္မတာတိအနုတရောပုတိတဓမ္မတာတိအနုတရောပုတိတဓမ္မတာတိ ပရိစ္ဆေဘာနေတိုင်းစိတ်ပါ။ကာယာဒီဘောမိသားစုအလုံးဘေးရန်ကင်းကြမှာချမ်းသာကြပါစေ။